ော်တယ်ရှိမှရှင်းနီခေါ်ကစောင့်နေတဲ့အီတင်ကိုကိုအခုလိုတုံးပြန်ခဲ့တဲ့တမီးဆိုတမီးဆိုနဲ့အီတင်ကိုရဲ့ပွဲဖြစ်ရတွေကပြီးကြတဲ့နှစ်မှာအကြီးကြီးကိုအခြေတင်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။အီတင်ကိုရဲ့ဒါပြဿနာဖြစ်တဲ့အချိန်မှာတမီးဆိုကနိုင်ငံသားကနေအီတင်ကိုရဲ့ဒါကသူများတမီးပြိုကိုတာဝန်မယူဘူးဆိုပြီးလည်းအပြောဆိုခဲ့ပါတယ်။အဲ့ဒါတွေကြောင့်ပဲသူတို့ကြားမှာပြဿနာတွေကတင်းမာနေကြတာပါ။ဒါပေမဲ့ပြဿနာတွေကညီညီခဲ့ရကြပြီးမို့ပြီးပြီလို့အားလုံးကချင်းနေကြတာပါ။တမီးစိုးကလည်းပြီးခဲ့တဲ့လကမြန်မာနိုင်ငံကိုပြန်ရောက်နေခဲ့ပါသေး သူရဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့တွေ့ကပျော်ပါနေကြတာပါပြီးခဲ့တဲ့ရက်မှာတော့တမီဆိုကမန္တလေးကိုရောက်နေတယ်ဆိုပြီးရေးတင်ထားခဲ့ပါတယ်ဒါကြောင့်မို့တမီဆိုကိုအေဒင်ကိုကအညိုးရီကိုအကောင့်ထဲပေါ်လိုက်ပြီးဖြစ်ပါတယ်သူ့သားကိုပြောခဲ့တဲ့စကားတွေကိုတုံ့မှတ်ထားကြောင်းကိုအသေးစိတ်ထုတ်ပြောနေကြတာပါဒါကြောင့်မို့ရှင်းနေရရှိမှတေချာရှင်းကြမယ်လို့ဖိတ်ထားခဲ့တာပါရွှေဘဲမှာ၃နာရီချိန်ထားကြတာဖြစ်ပြီးညကလေးကကြိုတင်ချိန်ထားတာပါ အေတင်ကိုကတော့သူပြောထားတဲ့အချိန်ရွှေဘဲဆိုင်ရှိမှာ၃နိုင်အတိမှရောက်နေခဲ့ပါတယ်။ရွှေဘဲဆိုင်ကလည်းပွဲကြီးပွဲကောင်းဖြစ်မှဆိုရင်သာမို့ကောင်တာကလူပြင်းနေပါပြီဆိုပြီးတော့စာရေးတင်ထားခဲ့ပါတယ်။ဆိုင်ကသမီးဆိုးဘက်ကလာလို့တော့လူတချို့ကထင်သွားကြတာဖြစ်ပြီးအေတင်ကိုကတော့လက်မလျှော့ပါဘူး။အေတင်ကိုကဆိုင်ရှိမှာကားနဲ့ရက်ဆောင်နေခဲ့တာဖြစ်ပါတယ်။ကားပေါ်မှာဆောင်းကလိုင်းလွင်ပြီးသမီးဆိုးကိုစောင့်နေကြောင်းအတိပေးလာခဲ့တာပါ။သမီးဆိုးရဲ့ကောင်းမှလဲစာရီပို့ကအမြင်လာဖို့အေတင်ကိုဘက်ကဆက်တွေ့နေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းတမိဆိုးကလုံအောင်ကိုရောက်မလာခဲ့ပါဘူး။ပုံမှန်ဆိုရင်တမိဆိုးကအကောင့်မှာစာမျိုးစုံရေးတင်တာဝဲရီရှာနေခဲ့တာဖြစ်ပါရဲ့။အစ်တင်ကိုပြောသမျှကိုလည်းဘာမှပြန်မဖြေရှင်းမဲအရန်ကိုတည်ငြိမ်နေတဲ့သူဖြစ်တော်မူအားလုံးကလည်းအံ့အားသင့်နေကြတာဖြစ်ပါရဲ့။တမီးစိုးကမြန်မာနိုင်ငံကိုပြောင်းရောင်းတဲ့အချိန်မှာကြော်ညာနဲ့အင်တာဗျူးတွေလုပ်ဖို့အတွက်မန်နေဂျာပါခန့်အပ်ထားတာပါ။မန်နေဂျာရဲ့ဖုန်းနံပါတ်ကိုတင်ထားရတဲ့အတွက်အေးတင်ကိုကတမီးစိုးရဲ့မန်နေဂျာကိုဆက်တွေ့ထားခဲ့ပါရဲ့။မန်နေဂျာကလည်းဖုန်းနောက်မကင်တဲ့အတွက်အေးတင်ကိုကကားထဲမှာလေးနာရီထိစောင့်သွားမှာပါ လူအများကတော့အေတင်ကိုဘတ်မှသာရှိနေကြတာဖြစ်ပြီးတမီးစိုးကအားချောင်းကမဖြစ်ရှင်းရဲသူတယောက်လို့ပြောဆိုနေကြတာဖြစ်ပါ යි တချို့ကလည်းတမီးစိုးကိုသဘောကျတာဖြစ်တဲ့အတွက်သူကတက်တည်နဲ့ဖြည့်ရှင်းမှုပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ပြောဆိုနေကြတာပါဒါအပြင်တမီးစိုးကသူ့အလုံးမအားရအတွက်လာမတွေ့နိုင်တာဆိုပြီးလဲဂျင်းနီရဲ့သူတွေကိုပြောဆိုနေကြတာပါသူ့မှာလှုပ်ရှားအလုပ်တွေကအရန်ကုန်များတဲ့အတွက်တဲနေတဲ့ဟိုတယ်ကနေပါပြောင်းခဲ့ရပါ යි အေတင်ကိုကတမီးစိုးတဲနေတဲ့လိပ်စာအတိအကျပါတည်တဲ့အတွက်လိုက်သွားဖို့လုပ်နေကြတာပါ ဒါပေမဲ့ဟိုတယ်ကပြောင်းသွားရတဲ့ရွှေဘဲမှာသာချိန်ခဲ့တာပါ။တမီးဆိုကတော့အီတင်ကိုစိမ့်တဲ့နေရာကိုမသွားတယ်လို့ဘာမှမတုံ့ပြန်မေးအရာရာကိုတရားသဘောနဲ့သာဖြေရှင်းကတည်ငြိမ်လို့နေရဖြစ်ပါ යි ။အင်းတင်ကိုနဲ့တမီးဆိုးလို့ရဲ့ပွဲကဘာမှဖြစ်မလာတဲ့အတွက်ဖြာခင်းဆောင်နေတဲ့သူတချို့ကတော့စိတ်မတည်မကြဖြစ်နေကြပါပြီ။နှစ်ယောက်ထိတိုက်မဖြေရှင်းရတာကမဖြစ်တင်ဘူးလို့တမီးဆိုးကိုဝေဖန်နေတာပေါ့။အင်းတင်ကိုချင်းတဲ့နေရာကိုရောက်မလာဘဲညီနေတဲ့တမီးဆိုးအပေါ်အမြင်လေးကိုပြောပြခဲ့ပါအောင်ရှင်။တိရှိူပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။